စားမယ်။တနေ့ကျွန်တော်ငဝိုင်းတယောက်လမ်းလျှောက်ထွက်လာစဉ်တနေ့အရောက်မိဘနှစ်ပါးကသူတို့ရဲ့ရင်သွေးငယ်ဤအနာကပ်ကိုတိနိုင်ရန်အကြမ်းမြင်ရဆရာတော့ထုကန့်ကြော်ထား၌ဘေးကွန်များမင်းနေသည်ကိုတွေ့လျက်ရသည်။ဆရာထုကန့်ကြော်ဤစံတတ်မှုမှာရိုးရိုးပင်ဖြစ်သည်။စပွဲကုန်ပေါ်မှာငွေစက်ကူတစ်ထုပ်ခစ်ပေါ်စင်ကန်ပစ္စည်းတစ်ခုနဲ့ပြီးတကကျန်းစာတအုပ်ကိုတင်ထားခြင်းဖြစ်သည်။ ငွေစက်ကူထုတ်ကိုရွေးလျင်စီးပွားရေးသမားဖြစ်လာမည်သူစေကံပစ္စည်းကိုရွေးလျင်တော့ကောင်းသောလက္ခဏာမဟုတ်ဟုဆရာထုကန့်ကျော်မှဆိုကားပိဋကတ်ကျမ်းစာအုပ်ကိုရွေးရင်တော့သာသနာပြုယဟန်တော်ဖြစ်လာမည်သူဟုပြောဆိုပါတယ်ဒီလိုတဲ့ထိုကလေးငယ်လေးအားကြိုက်နှစ်သက်ရာကိုရွေးချယ်ခိုင်းလိုက်ခြင်းကျွန်တော်အပါဝင်အားလုံးကစိတ်ဝင်စားစွာစောင့်ကြည့်နေကြတယ်ကလေးငယ်လေးက ်ပီတကအကျန်းစာအုပ်ကိုယူ၍ဂျိုင်းကြားတွင်ညှက်လိုက်သည်တဖန်ငွေဆက်ကူထုတ်ကိုယူ၍လည်းအိတ်ထဲသို့ထည့်လိုက်သည်ဒီများနဲ့မပြီးဇိန်ကန်ပြစ်စည်းပါယူ၍ခါးကြားသို့ထိုးထည့်လိုက်တော့ခါဆရာထူခန့်ကြော်မသူဤစပွဲခုံကိုအာရပါရပုတ်လိုက်ရင်ဝမ်းသာစွာထပြောလိုက်သည်ဒီလူငယ်လေးကြီးလိုက်ဖြစ်မတင်ကြတယ်ဟဲ့ဆိုပြီးပြောလိုက်လိမ့်သည်အချားမြင်ရစရာဘာပြောလိုက်လဲကျွန်တော်မကြားလိုက်ရဘူး ားတစ်စီးကဟွန်တီးပြီးဖြတ်သွားတာကိုဒါပေမဲ့ခလေးငယ်ပုံစံကိုတော့ကျွန်တော်မှတ်မိနေတော့ပဲသူ့ရဲ့ပုံစံကဝဝအသားမဲမဲစူပုတ်ပုတ်မျက်နှာပေးရှိတယ်သူနာမည်ကခင်ဘာဆိုလားပဲနားထောင်သူတွေအနေနဲ့ရောဆရာထုကန့်ကျော်ပြောတဲ့ဒီခလေးကြီးလာရင်ဘာဖြစ်လာမလဲထင်တယ်လေဗျာ